ဘာလို့ကို့ကျုံကိုခုလို့လောက်ရတယ်အဲ့ဒါကျုပ်ကိစ္စပါခင်ဗျားလည်းမဆိုင်ပါလူသားတွေဒုက္ခရှောက်နေကျုပ်နဲ့ဆိုင်သွားပြီကွအဲ့လိုပြောပြီးမော်စရာချက်ချင်းတံမြာကျုံကမော်စရာနဲ့တိုက်ခိုက်ဖို့ပြင်တော်တယ်ခင်ဗျားကကျုပ်ကိုတိုက်ခိုက်ချင်တာပေါ့လေလာစမ်းပါဒီနေ့မှာတော့ဖိုးတို့လေးရောက်တာက အပျိုကြီးဒေါ်လုံးတင်တို့ယာရင်မှရှိတဲ့တီးပိနေကိုပေါင်းလိုက်ကူနေခဲ့တာပါတူဘောကအောက်မလီတမနဲ့လုံးကုံကုံကောက်ကွာနဲ့ပေါင်းလိုက်နေရလို့ငါးကားတွေနားလိုက်တာဟာမင်းမလဲနော်တိတ်တော့မလို့ရသေးဘူးပင်မနေမလားတူဘောကအရင်တော့မပင်မန်းပါဘူးခဒီလောက်ကတော့ငါ့အတွက်ကပပလီပါအော်အေးပါကွာဒီလိုဆိုရင်ဆက်လုံးလိုက်အောင်အဲ့လိုဆိုရင်ငါ့ကိုကူပေးပါလားဒီမှာလုံနေတာမပြတ်တော့ဘူး အေးပါမိဝိုင်းမရေနင်းရလေလीငါ့ကိုခိုင်းဖို့ချောင်းနေလားအောင်းမရတုပ်ပေါ်ကိုကြည့်လဲခိုင်းကြအောင်နော်တော်ကြာရှာခင်းနေရနေထွက်ပြေးနေအောင်ဟာထွက်တော့မပြေးပါဘူးမိုင်းလုံးတွေကတယောက်တည်းသမောင်းမှုလာကူညီပေးတာဟောဒီချီမာပဲတော်လုံးတင်ကချင်းလေးကင်ပြီးသူ့တို့နောက်ရောက်လာခဲ့တာပါကင်ဖို့သူတို့ခဏလောက်နားကြတာပေါ့ဟုတ်ကဲ့ပါမိုင်းလုံးတင်အနောက်တော့ဖို့သူတို့လေး အပင်တပင်အောက်နာကိုရောက်လာခဲ့တာပါတောင်လုံးတင်ဟာကဲမြူမိုင်းတို့ရေမိုင်းဒီမှာထမင်းတုပ်တွေယူလာတယ်အဲ့ဒါစားနေကြအောင်မိုင်းဟိုဘက်ကျန်တော့မှကျွဲတွေတွေးခဲ့လို့အဲ့ဒါသွားမောင်းလိုက်အောင်မေဟမ်ဟုတ်လားဒါလို့ဆိုကျွန်တော်တို့သွားမောင်းပေးပါမယ်မိုင်းလုံးတင်ရပါတယ်ပို့တွေ့မိုင်းပဲသွားမောင်းလိုက်ပါမယ်ထမင်းစားကြနော်အင်းနေလဲကုန်ထည့်စားကြကြည့်ဟုတ်ကဲ့ပါမိုင်းဒီလိုနဲ့ပြိုကြီးတော်လုံးတင်လေး ကျဲမောင်မှုအတွက်သူတို့နာအနေထွက်သွားခဲ့တော်တယ်။တို့ဘောကကဲစားကြမေးမိုင်းလုံးတွေကဘိုင်းနေချက်လာခဲ့တယ်မသိဘူး။ဟမ်မိမိုင်းမကချင်းနေရနေတမိတုတ်တွေကိုထုတ်လိုက်ပြီးစတီးချိုင်နဲ့ထည့်ထားတဲ့ဟင်းတွေကိုမှထုတ်လိုက်တာ။ဟမ်ဒီရင်ကဘာရည်တော့လဲကြည်နေရောပဲနော်။အဲ့ဒါမှန်အောင်ဟင်းရလို့ခေါ်တယ်ငပင်ရ။ဟမ်မယောင်ဟင်းဟုတ်လားငါပြည့်မကြဘူးပါဘူး ။ဟာမင်းတော့လေဒါလေးတော့မကြောက်ဘူးလားကွ။မှန်ရောင်ဟင်းကြီးကရာဆွေနဲ့လေကွာ။ငါတော့ကြောက်ဘူးတယ်ဟ။အရင်တော့ငါဖို့ပြောပြလို့ကြောက်ဘူးလား။ဒါဆိုမိဝဲမနေမေးပြောပြလိုက်တော့။အေးပါတမင်းဆိုင်နဲ့ပြောပြမယ်။အဖြစ်ပြက်ကဒလို့ဟ။ရှားတရမှာအရန်ကိုကျန်တာရဲ့လူပြိုကြီးတယောက်ရှိခဲ့တယ်။တနေ့သူ့အိမ်မှာမရှိတော့သူ့အိမ်ကိုတကူးဝင်တော့လား။ တကူဟာအေကန်းရှိမှရှိနေတဲ့ပစ္စည်းတွေကိုမှွေနောက်ရှောက်ဖွေနေရင်းနဲ့ဒီကောင်ကငွေတော့တွေကိုဘယ်နှသွားသိမ့်တာလဲမသိဘူးတကူလည်းအိမ်လေးကနေရာအနက်ကိုလိုက်ရှာနေတော့အိမ်ရှိကနေလူတယောက်ဝင်လာတဲ့အတန်းကိုကြားလိုက်ရတာပါဟင်ဟိုလူမျိုးကြီးပြန်လာပြီတင်နေငါဘယ်နှသွားဖို့ရပါမလဲဒါလို့နေတကူလည်းပြေးချိန်မရလိုက်တာဆိုတော့ထုတ်တမ်းမဟုတ်လိမြတ်တက်ပြီးတော့ပုန်းခဲ့တော့တာ ခဏကြာမှတော့အိမ်လေးကိုလူပြိုကြီးရောက်လာခဲ့တာပါဟုတ်ပိုက်စားလိုက်တာထမင်းလေးစောင်းပါပဲအဲ့လိုပြောပြီးတော့ကက်စီနိုရဲ့လူပြိုကြီးကထောက်တန်းအောင်မှတိုင်ပြီးမန်ယောင်ဟီးရဲ့တပွေကျင်းလင်းနေတဲ့ကျမောင်ရေတောက်ရင်နဲ့တမင်းစားနေခဲ့တာပါတမင်းစားနေရင်ကလူပြိုကြီးကတချက်တတိထားမိသွားတယ်ဟမ်ဟိုကျောင်းရေတောက်ပကံနေမှာပေါ်နေရလူကြီးမုံလားဒလုံးနဲ့ ကစီနေတဲ့လူပြိုချင်းလေးထုတ်တန်းမောင်မောကြည့်လိုက်ချိန်မှာထုတ်တန်းမောင်မှာငုတ်ထုတ်ထိုင်နေတဲ့တကူကိုတွေ့လိုက်ရတာပါအောက်မလေးတကူပြိုတကူတကူမိဝိုင်းစကားဆုံးတော့တုတ်ပေါ်နေငပိန်ကထရည်တော့နေအလေးရည်လိုက်ရတာဥပါနာလေးကဲခုတော့မှန်အောင်ဟင်းဘလို့ဖြစ်လာလဲဆိုတာသိကြပြီမလားသိပါပြီကွာသိပါပြီဒါနဲ့မင်းတို့ အနက်တခုမရကြဘူးလားဘာနဲ့လဲဘိုးတို့ကဟိုတက်မရသည်နဲ့လို့လို့ပဲမဟုတ်မမိုင်းလုံးတည်းကတက်မရသည်လဲတောက်လာပေးတာများလားဘိုးတို့ပြောကြမိဝိုင်းကချင်းထဲမှာတေချောင်ဝင်နောက်ကြည့်လိုက်တယ်ဘာမှမရှိပါဘူးဘိုးတို့ရဲ့ဟမ်အဲ့ဒါနဲ့ငပင်ကအပင်တော်နာကိုထားသွားလိုက်ပြီးတက်မရသည်တလုံးကိုယူလို့ပြန်ထွက်လာခဲ့လိုက်တယ်ဘိုးတို့မင်းနဲ့ရနေဒီမှာလေကဝါအရန်ကိုကြီးမာတဲ့တက်မရသည်ပါလား ဒေတာမြာတိကထူးဆန်းနေအနက်လေရမ်းအောင်ပြီမိအရန်လေးကြည့်နေဟာဒါတာမန်တော့မဖြစ်နိုင်ဘူးဒလုံးလို့တို့ရီတံမြာတိကိုယူပြီးတော့ကိုချက်ကြီးအိမ်ကိုသွားမိကြည့်ကြတာပေါ့ဖြစ်ပါမလားဘို့တို့ရဲ့ငါတို့ကပေါင်းလိုက်နေတန်လိုက်လीဖြစ်ပါလေငါမကြီးလုံးတီကိုကြည်ပေါင်းလိုက်ပါမယ်အနောက်တော့ပို့တို့တတူလေးမော်စီယာချက်ကြီးအိမ်ကိုရောက်လာခဲ့ကြတယ် ဖိုတိုဟာအရာမတန်မြာသည့်ကြီးကိုမော်စရာချက်ကြီးကိုပေးလိုက်သည်ကိုချက်ကြီးဒီလိုတန်မြာသည့်ကိုအရင်တော့ကမြင်ဘူးလားဟင်မော်စရာချက်ကြီးဟာပိုတူဂမ်ရဲ့တန်မြာသည့်ကိုတေချာကြည့်နေရင်အင်းဒီတန်မြာသည့်ဟာရိုးရိုးတန်မြာသည့်မဟုတ်ဘူးကတန်မြာကျုံးကမှော်သည်လို့ပဲဒီတန်မြာသည့်ကိုမစားလို့ရှိရင်ကျုံးမနေရသူနိုးမလာနိုင်တော့ဟမ်ကိုချက်ကြီးဆိုလို့ကျင်တာဒါလို့ကွာ ကျို့တို့ရွာနေခလန်းလန်းအကျုံးကျုံးမှာတမယာမီနေအများကြီးရှိနေခဲ့ပြီးတော့အဲ့ဒီကျုံးမှာနေထိုင်တဲ့လူတွေကလေဒီတမယာသေးကိုစားမသားလင်းအသက်ဆက်ရှင်နိုင်ကြတာဝါအရန်ကိုဒူးစမ်းနေကျုံးကြည့်ပါလားကျွန်တော်တို့အဲ့ဒီကျုံးစီကိုတောင်းဖို့အတွက်လိုအပ်နေပြီတင်နေဟုတ်တယ်ဘုရင်ကျုံးရှင်နေကအဲ့ဒီကျုံးမှာနေထိုင်တဲ့သူတွေအတွက်တမယာသေးစားစရာမလိုပဲအသက်ဆက်ရှင်နိုင်မှုနေလန်ကိုရှာပေးခြင်းနေခဲ့တာခုတော့အခွင့်အရေးကြုံလာပြီနဲ့တူတယ်ဒါဆိုကျွန်တော်တို့အဲ့ဒီကျုံးကိုသွားပြီး ပုံမှန်အတိုင်းအသက်ရှင်နိုင်ဖို့နေလန်ကိုရှားရတော့မလားဟွန်းကိုချက်ကြီးဒါဘောကတို့တွေအချိန်ဆွဲမနေပဲမနဲ့ပြန်မနဲ့ဘက်ကိုခီးထွက်ကြရအောင်ကြိုက်ပြီလေနောက်နေ့မနေ့ရောက်တော့မော်စီယာချက်ကြီးနဲ့သူတပည့်တွေလည်းတံမြာသီးကျုံကိုခီးထွက်လာခဲ့လိုက်ကြတယ်ခီးထွက်ရတာကိုပျော်လွန်နေတဲ့တုပ်ပေါ်ကရှေးကနေခွန်ဆော့ခွန်ဆော့လေးနဲ့တွားနေခဲ့တာပါဟဲ့တုပ်ပေါ်လိုများ တက်ကြွနေလိုက်တာမသိရင်လေ မုတ်တွေရှိနေရဲ့ကျုံသွားနေတယ်လို့ပဲဟုတ်ပါကွာခိုးရောက်မှလေဒိုးဝက်ပေါက်လေးကိုတံမြာသီးကျွေးပြီးတော့ဝိတ်ချပေးရမယ်ငပိတ်ရေပြောချောင်းမော်စီယာချက်စီးတို့လည်းခင်းနေနေရကတာဟာနဲ့ဝိုင်းရင်လိုက်ကြတယ်ဟဲ့မင်းတို့ဘာရင်နေကြလဲဘာမှမရှိပါဘူးတော့ဘောရဲ့နေရလေအရန်ချစ်ဖို့ကောင်းတယ်လို့ပြောနေကြတာအမငါ့ကိုလာလိမ့်နေငါကြားလိုက်ပါရဲ့နော်ငါ့ကိုဝိတ်ချပေးဖို့ပြောနေကြတာမဟုတ်ဘူးလား ဒီတော်မတော်လေးနားပါတာအတန်ကြာအောင်ခင်းနေလာခဲ့ပြီနော်မော်စရာချက်ကြီးတို့လေတံမြာသီးကျုံကိုရောက်လာခဲ့တာပါအိုးကျွန်းကြီးကမိုက်လိုက်တာတကျွန်းလုံးကတံမြာသီးတွေကြီးပဲနော်ဟုတ်ပါနော်ကိုချက်ကြီးဒီကျုံးမှာရှိရဲ့တံမြာသီးပြီနေဟာသူ့အတူလေးကြပေါက်တာလားဓမ္မမဟုတ်ဒီကျုံးမှာနေရဲ့လူတွေစိုက်ထားလိုက်ဒီကျုံးမှာနေရဲ့လူတွေအကုန်လုံးကတံမြာသီးမျိုးစိုက်ကြတာပို့တွေ့ဘာလို့ဆို သူတို့ကတံမြာသီးနဲ့အသက်ဆက်နေရတယ်သူတွေမလို့လीဟမ်ဩအဲ့လိုကိုကဲကျုပ်တို့လည်းနေကန်ဒီနဲ့သွားတွေ့ပြီးအကျိုးအကြောင်းသွားမိကြည့်ကြအောင်ပေါ့ဟုတ်ကဲ့ပါကိုချက်ကြီးအဲ့ဒါနေငပင်ဟာကိုချက်ကြီးနေနဲ့အတူပါလာတဲ့နတ်ကိုတတိထားမိလိုက်ဟုတ်သားပဲအနံကြီးကစိုးလိုက်တာ ဟုတ်တယ်ဟုတ်တယ်ငပင်ပြောမှမေးပို့နံလာပြီဒီလိုနဲ့သူတို့အဖွဲ့လေးလက်နဲ့နှကောင်းကိုပိတ်ထားလိုက်ကြတယ် အဲ့ဒီအချိန်မှာပဲသူတို့နာကိုဦးလေးကြီးတယောက်ကပေါတူးထမ်းပြီးတော့ရောက်လာခဲ့တာပါ။ဟေးမင်းတို့ဘွဲက ခီးသွားရလား။ဟုတ်ပါတယ်ဦးလေး။အေးဒီလိုနဲ့တေကုံကြတော့မှာပဲ။ဟိုကတံမြာသီးမြာနေတံမြာသီးခူးစားလိုက်ကြ။ဘာအတွက်လဲဦးလေး။မင်းတို့ခူးရနေရဲ့အနှံ့အတန်းနဲ့တေကုံကြလိမ့်မယ်ကွ။ဗျာ။အဲ့နောက်တော့ဖိုးထုတို့လည်းအနားမှာရှိနေတဲ့တံမြာသီးမြာကနေတံမြာသီးတွေခူးစားလိုက်ကြတယ်။ဝါဟုတ်သားပဲ။ စောနာရနေအနဲ့ဆိုယူမရတော့ဟိုဦးလေးတံမြာသီးနဲ့အနဲ့ဆိုနေရဘလို့ပတ်သက်တာလဲကျုပ်သိတာကတော့ဒီကျုံမှာရှိတဲ့သူတွေကတံမြာသီးမစားရင်အသက်ဆက်မရှင်နိုင်လို့ပဲသိတာလားဗျဟမ်အဲ့ဒီတံမြာသီးစားရတဲ့အကြောင်းရင်းကမင်းတို့ဆော့ဆော့ရရှာနေအနံစိုးကြီးကြောင့်မီကွဒီလိုကြောင့်မို့ကျုပ်တို့ကျုံအလူနေရတနေ့ကိုတုံလုံးပုံမှန်စားနေရတာတုံလုံးတော့လားအဒါဆိုပိုစားမင်းရောဟမ်ဒီဘက်စကားမစုံလိုက်ခင်မှာတူဘောက အကြီးကြီးဖြစ်နေခဲ့တာပါဟမ်ငါငါမဖြစ်သွားရလေဟမ်တော်ဘောကအကြီးကြီးဖြစ်နေရဲ့ဟာသွားပါပြီဒီကလေးကတန်မြာသိဘဏ္ဍလုံးတော်စားလိုက်တာဟိုဟိုများတော့များတယ်ဦးလေးရဲ့တန်မြာသိကအချင်းလဲမချင်းရတာလည်းမရှိဆိုတော့သူပိုစားနေခဲ့တာပါဒါဆိုပြန်သိအောင်လို့ဘယ်လိုလုပ်ရမလဲဦးလေးဟမ်အဲ့ဒါတော့ကြုတ်လည်းမသိဘူးဗျဒီကျုံးမနေရင်မော်ဆရာကိုသွားမိမှတင်တယ်ကြုတ်တော့ပြေးပြီဟဲ့ အဲ့လိုပြောပြီးတော့ဦးလေးကြီးလေးအဲ့နေရာကနေထွက်ပြေးသွားခဲ့တော့တယ်။အဲ့ဒီအချိန်မှာပဲတူဘောကဒိန်းတိုင်ဖြစ်ပြီးဖိုးတူတို့ရှိရဘက်ကိုလဲကြမလို့ဖြစ်နေခဲ့တာပါ။ဟာဟာတူဘောကတို့ရှိရဘက်ကိုလဲကြတော့မင်းပြေးကြဟေးပြေးကြဒီလိုနဲ့ဖိုးတူတို့လေဘေးလွတ်ရာကိုထွက်ပြေးခဲ့ကြတယ်။အနောက်တော့တမ်မယာပြည်နေအများကြီးရှိရနာကိုရောက်လာခဲ့ကြတာပါ။မဖြစ်တော့ဘူးတူဘောကိုပြန်သိအောင်နှုတ်မှရှာမှာ။ ဘယ်လိုလုပ်မလဲကိုချက်ကြီး။ Ừm ။ကိုကအရေးကြုံနေရဆိုတော့ကျုပ်မော်တုတ်တန်ကိုပဲအသုံးပြုမှဖြစ်မှာ။ဒါလိုပြောပြီးတော့မော်စရာချက်ကြီးကသူ့ရဲ့မော်တုတ်တန်ကိုထုတ်ပြီးတုတ်ဘောနာကိုတိတ်ဆောက်နေခဲ့တယ်။ဒါလိုနဲ့သူတို့နောက်တုတ်ဘောရှောင်းလာခဲ့ချိန်မှာမော်စရာချက်ကြီးကသူ့ရဲ့မော်တုတ်တန်နဲ့တုတ်ဘောကိုတင်းအောင်လုပ်လိုက်တော့တယ်။အမလီပြန်သေးသွားလို့တော့ပါသေးရဲ့။ဒီဝိုင်းနေတာကိုကကိုမနှဲရှောင်နေရတယ်။စောနာဝင်းနဲ့တောင်အမြင်နေသွားရင်ငါတို့တရကြည့် အေးဟဲ့နေဆိုဒီမှာလေအစားတော်ဆိုရနဲ့လေဘာဖြစ်ဖြစ်တပြက်နေပြက်စားတော်တာပဲငါလဲခုလိုပြစ်လာနိုင်မလို့မထင်ထားလို့ဘောဟာကဲပါကဲပါစကားများမနေပဲဒီမှာရှိရမော်ဆီအောင်တွားရှာကြတာပေါ့ဟုတ်ကဲ့ပါကိုချက်ကြီးဒီလိုနဲ့မော်ဆီအောင်ချက်ကြီးနဲ့ဖူးထူးလို့လေအဲ့နေရာကနေထွက်လာခဲ့လိုက်ကြတယ်ဖူးထူးလို့လေကူပေါင်းဝတခုနာကိုရောက်လာခဲ့ကြတာပါကိုချက်ကြီးဒီကူပေါင်းက တမယာကျောင်းကအကိုကြီးညွန်လိုက်တဲ့ဂူပောက်ပဲမဟုတ်လားဟုတ်တယ်ကအဲ့ဒီမော်စရာကဒီကူထဲမှာပဲရှိလိမ့်မှာလာတို့တွေဝင်ကြတာပေါ့ဟုတ်ကဲ့ပါကိုချက်ကြီးဒီလိုနဲ့ပို့ထူးတော့လေမော်စရာချက်ကြီးနောက်ကနေလိုင်းဝင်သွားဖို့လို့မှာဂူတွေကနေမော်စရာလို့ထင်ရတဲ့လူတယောက်ကထွက်လာခဲ့တာပါဟာမင်းတို့ဘွဲကဘာတူရလဲဘာလို့ကြောက်ကိုရှိကိုရောက်နေရလဲဒီကကိုကဒီကျောင်းကမော်စရာလားဟုတ်တယ်မင်းတို့က ျုပ်တို့ကဒီကျုံကိုကယ်တင်ပေးဖို့ရောက်လာတဲ့သူတွေရဲ့ပါ။တိတ်ရှိရပါပဲ။မင်းတို့ဘယ်ဟာဒီကျုံကိုကယ်မယ်ဟုတ်လား။ဘလို့နီးနေလဲ။ဒီကျုံကစိတ်စားသိနေရကွာ။မင်းတို့ဘလို့ကယ်ကယ်လို့ရမှာမဟုတ်ဘူး။တရေကျုံကမော်ဆီယာအဲ့လိုပြောနေတော့ဂူရီယာနေတရေတကောင်ကထွက်လာလို့တံမြာကျုံမော်ဆီယာနာကိုရောက်လာခဲ့တာပါ။ဆိုင်ဆိုင်မကောင်းတော့ဘူးမြ။ကျုပ်တို့လုပ်တာတွေစိတ်စားမှားနေတယ်လို့ဟမ်ဒါဆို ဒီကျုံးကိုချိန်စာတိတ်ထားတာဒီဟာကိုလို့လားတံမြာကျုံးမော်ဆရာလေးသူ့တပည့်ရဲ့လုံရက်ကြောင်းသူ့ရဲ့လုံရက်တွေပေါ်သွားခဲ့တာပါမော်ဆရာချက်ကြီးဟာအော်မင်းကတော်တော်ကိုရှုပ်မာတယ်မော်ဆရာမလားဘာလို့ကို့ကျုံးကိုခုလို့လောက်ရတယ်အဲ့ဒါကျုပ်ကိစ္စပါခင်ဗျားလည်းမဆိုင်ပါလူသားတွေဒုက္ခရှောက်နေကျုံးနဲ့ဆိုင်သွားပြီကွာအဲ့လိုပြောပြီးမော်ဆရာချက်ကြီးတံမြာကျုံးကမော်ဆရာနဲ့တိုက်ခိုက်ဖို့ပြင်တော်တယ်ခင်ဗျားကကျုပ်ကိုတိုက်ခိုက်ချင်တာပေါ့လေ လာစမ်းမဒီလိုနဲ့မော်စီယာနှစ်ယောက်နဲ့စတင်တိုက်ခိုက်ကြရင်ဟိုးချကြပြီကပွိလာလာလာကိုပဲနာနေတွားကြည့်ကြမယ်အဲလိုနဲ့တရေတယောက်နဲ့ပို့ထူးတို့နဲ့ဘေးလူရာကနေမော်စီယာနှစ်ယောက်တိုက်ခိုက်တာကိုကြည့်နေခဲ့ကြတာပါအတန်ကြာအောင်တိုက်ခိုက်ကြပြီးနောက်တော့တံမြာကျုံးမော်စီယာက ရှုံးနေသွားခဲ့တယ်ရေးဒါမှတို့ကိုကြက်ကြီးกว่า ဲလိုပြောပြီးတော့ထကနေပြေးတာပါအဲ့ဒါနဲ့တရေတယောက်ကတမရကျိုးမော်ဆီယာနာကိုပြေးသွားလိုက်ပြီးထူပေးလိုက်တီးဆရာအဆင်ပြေရလားဖဲဆောင်ကကျုပ်ကိုလာမတိနဲ့အဲ့လိုပြောပြီးတမရကျိုးမော်ဆီယာကသူ့တပည့်တရေကိုတုံးထုံလိုက်တာပါဆရာဆရာပြေးသွားမလို့လဲဂူထဲဝင်မလို့ပေါ့ဟာဘာလို့လဲဟိုဟိုဆရာရှိန်နေသွားရင်ချိန်စားအလုံးလို့ပြေးသွားမှာဗျာ တရေတီစကားမဆုံးလိုက်ခင်မှာဝုံဆိုတဲ့အတန်ကျင်းနဲ့တူဂူကြီးကပေါက်ကွေးသွားခဲ့တော့တမ်းမြကျုံးမော်ဆရာကဟာသွားသွားပါပြီကွာဒီလိုနဲ့တမ်းမြကျုံးမော်ဆရာလှုပ်ထားတဲ့ကြင်စာတွေလေရုတ်တရက်ဆိုသလိုပြက်ခွေသွားခဲ့ပြီတမ်းမြကျုံးကလူတွေလေတမ်းမြသည်စားဆက်မှုပဲအသက်ဆက်ရှင်နိုင်သွားခဲ့တာပါအဲ့နောက်တော့ပူထူးတို့လေအဲ့နေရာကနေထွက်လာခဲ့လိုက်ကြတယ်တော်ပေါ်ကကိုကြကြီး ဒီကျွန်းရဲ့ချိန်စာပြက်ွယ်သွားတာဟွန်မော်ဆရာကြီးအရင်နေသွားခဲ့လို့ပေါ့နော်ဟုတ်တယ်တော့ဘောကအဲ့ဒီချိန်စာတွေမှာသူ့ကိုယ်သူပါရင်းထားခဲ့လို့လीဟမ်အော်အဲ့လိုကိုဟမ်ကျွန်တော်နာကိုလူတွေအများကြီးလာနေရပြီအဲ့ဒီအချိန်မှာပဲသူတို့နာကိုကျွန်းတို့ကျွန်းသားတွေရုတ်တရက်ရောက်လာပြီးကျေးဇူးတင်စကားတွေပြောကြတော့တာပါဟိုဒီကလူငယ်တွေကိုကျုပ်တို့ကျေးဇူးရအောင်တင်ပါရဗျာမင်းတို့လူတွေအလို့ရကြအောင်ကျုပ်တို့တမ်းမြာကျွန်မရှိရလူတွေ တံမြာသီးစားပြီးအသက်ရှင်မှုမလိုတော့ဘူးဗျဟုတ်တယ်ဟုတ်တယ်ကျုပ်လည်းအသက်ကြီးလာတော့အမြင်လူလူမိမိနေလို့တံမြာသီးစားဖို့မိရင်နဲ့စော်စီစီတရားတော်မယ်လို့တွေးနေခဲ့တာခုမှအဘေတက်ရှူချောင်းတော့တယ်ဟုတ်ကဲ့ပါဗျနောက်တဲ့အကူအညီတွေလိုခဲ့ရင်လည်းကျွန်တော်အဖွဲ့ကတော့လှန့်ကော်လိုက်ပါဗျဒီနှုန်းလေးကျုံးသူကျုံးသားတွေလည်းပျော်ရွှင်နေရင်ကတံမြာသီးစားသူတော်တက်ရှင်ချင်ရတဲ့ဇလန်လေးလေးပြီးဆုံးသွားခဲ့တော့ရင်